မိဘပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွှင့်ပြန်ကြားသတင်းမှန်များအစီအစဉ်ကနေဒီကနေ့မှာထုတ်လွှင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့သတင်းတူသတင်းမှားတွေကိုသတင်းမှန်ပြန်ကြားပေးမှာဖြစ်ပါတယ်ရှင်။ ထမဆုံးတစ်ပုတ်အနေနဲ့စလင်းမြို့နယ်ခွေးကုန်းကျေးရွာရှိဘုံတော်ကြီးကျောင်းကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်တန်ဃာတော်တစ်ပါးနဲ့ဒေသခံပြည်သူနှုတ်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းမဟုတ်မမှန်သတင်းသူတရေမားတွေရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ မကွေးတိုင်းဒေသကြီးဆလင်းမြို့နယ်ဂွေကုန်းကျေးရွာရှိဘုံတော်ကြီးကျောင်းကို အခုလ24ရက်နေ့မှာလေကျောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်တန်ငါတော်တပါးနဲ့ဒေသခံပြည်သူနှုတ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တရားမဝင်ပြည်ဖြတ်မိရာတွေကမဟုတ်မမှန်သတင်းသူသတင်းအမတွေကိုရေးသားဖြန့်ဝေလျက်ရှိရာကိုတွေ့ရှိရပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတပ်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရအဲ့ဒီသတင်းမှာမှန်ကန်မှုမရှိကြောင်း ုံချုံရင်တစ်ဖက်ဝင်နေအနေနဲ့စည်ရေးပြတ်မှမဟုတ်တဲ့ပြည်သူတွေနေထိုင်ရာမြို့ရွာတွေကိုပြစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်းအကြမ်းဖက်မှုကိုမလိုလားတဲ့ဒေသခံပြည်သူတွေရဲ့သတင်းပေးပို့မှုအရအကြမ်းဖက်သမားတွေအမှန်တကယ်နေထိုင်ကြောင်းစစ်စစ်အတည်ပြုပြီးမှသာနေမြေလုံချုံရင်လုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိပါတယ်အကြမ်းဖက်သမားတွေကသာ သူတို့ကိုထောက်ခံအားပေးခြင်းမရှိရင်ရက်ကွက်ကြီးရွာတွေကိုသူတို့ဘောအကြောင်းတရားလွှမ်းမိုးအောင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေဒရုန်းတွေနဲ့ဖုံးကျဲတာတွေဆောင်ရွက်လျက်ရှိပါတယ်။အဲဒီတဲ့င်းဟာပြည်ဖြတ်မီဒီယာတွေကအကြမ်းဖက်သမားတွေရဲ့အကြမ်းဖက်လုပ်ရက်တွေကိုဖုံးကွယ်ဖို့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပေါ်ပြည်သူလူထုကအထင်မြင်လွဲမအောင်လူမှုကွန်ရက်ကနေတဆင့်အခြေမြင့်မရှိတဲ့ဓာတ်ပုံတွေကိုအသုံးပြုပြီးတရင်မာတွေနဲ့လောက်ကျန်ရေးသားဝါရဖြန့်ဝေနေချင်တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်တစ်ပုတ်အနေနဲ့မအူပင်မြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းဆောင်ဖို့အတွက်အထမဖန်စီနေတယ်လို့သတင်းသူတရေမာတွေကိုမဟုတ်မမှန်လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။အရာဝတိုင်းဒေသကြီးမအူပင်မြို့နယ်မှာပြည်သူစစ်မှုထမ်းဆောင်ပွဲအတွက်လူငယ်တွေကိုအထမဖန်စီနေတယ်လို့တရားမဝင်ဖြည့်ဖြတ်မီဒီယာတွေကသတင်းသူတရေအမာတွေကိုမဟုတ်မမှန်လှုပ်ကြံရေးသားပြီးလှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးမုံဦးပင်မြို့နယ်အုတ်ချုံရီတာဝန်ရှိသူတအူရဲ့ပြောကြားချက်အရပြည်သူ့စစ်မှုထမ်းစင်ခေါ်ရမှာတတ်မှတ်ပြတ်ထန်းထားတဲ့ဥပဒေနဲ့အညီသာဆောင်ရွက်လျက်ရှိကြောင်းဒါအပြင်လုံချုံရင်တပ်ဖွဲ့ဝင်တွေအနေနဲ့အများပြည်သူတည်ငြိမ်အချမ်းစွာလုံခြုံနေထိုင်နိုင်ရတဲ့အတွက်လုံချုံရင်အရစစ်စင်းချင်းတွေအပါအဝင်အကြမ်းဖက်လုပ်ငန်းတွေမဖြစ်ပွားစေရေးအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးလုံခြုံဆောင်ရွက်နေမှုများအပေါ်အထင်မြင်လွဲမှားစေရန်အတွက်တရားမဝင်ပြည်ဖြတ်မီဒီယာတွေက ဟုတ်မမှန်လှုပ်ဆောင်ရင်းသာဝါရဖြန့်ဝေနေချင်တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။မိဘပြည်သူများရှင်နိုင်ငံတော်အစိုးရနဲ့တမတော်အပါအဝင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နိုင်ငံတော်တည်ငြိမ်အချမ်းရင်းနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြည်ဖြတ်မီဒီယာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူများကလူမှုကွန်ရက်ပေါ်မှာသတင်းသူသတင်းမာတွေကိုရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှန်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။